်မင်္ဂလာပါရှင်ခိတ္တတယ်လီဗီရှင်း channel မှာသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ကြောက်ပြူတိုက်ပွဲဆက်လက်ပြင်းထန်နေပြီးတေဆုံးနေတဲ့စစ်ကောင်စီရုပ်အလောင်းများကတ္တရာလမ်းတလျှောက်တွင်ကြံကျဲနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ် ရှခိုင်းပြည်ကြောက်ဖြူမြို့နယ်အမှတ်32ရဲတဲ့ရင်ဤအနီးဆုံးခန့်စစ်ဖြစ်သည့်ကျိုင်းစိတ်ကရွာအနီးတွင်အရကတက်တော်အေအေနှင့်စစ်ကောင်စီတပ်တို့တိုက်ပွဲပြင်းထန်နေပြီးထိဆုံးနေသည့်စစ်ကောင်စီတပ်သားရုပ်အလောင်းရာနှင်းချီကနေရာအနှံ့ပြားတွင်ပြန့်ကျဲနေသည်ဟုရဲမြင့်ဒေသခံများကပြောဆိုပါရယ်။အများစုရုပ်အလောင်းများမှာကြောက်ဖြူမအီကတ္တရာလန်ပေါ်တွင်ပြန့်ကျဲနေသည်ဟုမျက်မြင်ဒေသခံအမှုသားတအူကပြောပါရယ်။ ။ကျိုင်းစစ်ကိရွာပတ်ဝန်းကျင်ကလေကွင်းတွေ၊တောင်နာတွေအလောင်းတွေအများကြီးပဲ။တွေ့ရတာကကတ္တရာလမ်းဘေးတွေမှာစစ်ကောင်စီတပ်သားအလောင်းတွေအများကြီးတွေ့ရတယ်။အလောင်းကောင်းမဲ့သူမရှိဘူး။ခမ်းမန်းအလောင်းရာနဲ့ချီရှိတာ။တိုက်ပွဲကလည်းအရှိန်ပြင်းနေစစ်ကောင်စီအချင်းချင်းသူ့လူသူကိုတော့ ပြန်မတင်နိုင်ဘူး။ဒဏ်ရာရတဲ့သူတွေပိုတော့ပြန်မတင်နိုင်ကြဘူး။အဲ့တော့ဒဏ်ရာပေးတဲ့သူတွေလည်းတေကြတာတွေရှိတယ်ဟုသတင်းဌာနကပြောပါရင်။ရှနီဇွန်လ17ရက်နေ့တနေ့လုံးကြောက်ဖြူမြို့နယ်ဂုံးချွန်တိုင်းနယ်အမှတ်30ရက်ရဲတပ်ရဲ့အနေရှိအဓိကခန့်စစ်ဖြစ်သည့်ကျိုင်းစေကေတောင်ကျော်တလျှောက်တွင်ထိုက်ပွဲပြင်းထန်ခဲ့သည်ဟု၎င်းကပြောပါရင်။ အဓိကပြင်းနေတာကရဲတရင်ရှိကထွက်ရင်တိုင်းစိတ်ကဖျားတောင်ကုန်ရှိတယ်အဲ့ဒီမှာတိုက်ပွဲပြင်းနေတာရဲတရင်နဲ့အနီးဆုံးပေါ့တောင်ကျောတခြားမှာလည်းတိုက်ပွဲရှိနေတယ်32ရဲတရင်မှာရှိတဲ့စစ်သားတွေလည်းထွက်တိုက်လိုက် ဝင်ပြေးလိုက်နေဝယုံတုံးကအခြေအနေမျိုးဖြစ်နေတယ်ဟုပြောပါတယ် ပြီးခဲ့တဲ့ဖေဖော်ဝါရီလကုန်ပိုင်းကြောက်ဖြူတညဝတီကြီးတဲ့ဌာနချုပ်အနီးတွင်ကျပွားခဲ့သည့်အချိန်မှစ၍အမှတ်32ရဲတပ်ရင်းမှစစ်ကောင်စီတပ်သားများသည်ကျိုင်းစိတ်ကရွာရှိအလဲရန်စာတင်ကျောင်းဘုံကြီးကျောင်းတောင်တို့တွင်ဝေရောက်နေရယူထားခြင်းဖြစ်ပြီးအင်အား300ခန့်ရှိတောင်းတည်ရပါသည်။တောက်ပွဲအတွင်စစ်ကောင်စီဘက်မှလေကြောင်း drone ဖြင့်ပစ်ခတ်မှုကြောင့်ကျိုင်းစိတ်ကရွာပတ်ဝန်းကျင်နှင့်အနီးနားကျေးရွာများတွင်နေအိမ်များပျက်စီးမှုရှိနေကြောင်းသိရပါသည်။လရှိရဲတပ်ရင်အနီးတွင်တိုက်ပွဲအပြင်းထန်ဆုံးဖြစ်ပြီးမလာကျွန်းဘက်တွင်လည်းတိုက်ပွဲများရန်ဖန်ရန်ခါရှိနေကြောင်းသိရပါသည် ကြောက်ဖြူတိုက်ပွဲတွင်စစ်ကောင်စီဘက်မှအထင်အကျအဆုံးညာနေသည့်အတွက်ရှမန်လီစွန်လ10ရက်နေ့ကစစ်တွေမှနေပြည်တော်ဖြင့်စစ်ကူများကိုကြောက်ဖြူတို့ပို့ဆောင်ခဲ့ကြောင်းဒေသခံများကပြောပါတယ်။ရှက်ခိုင်ပြည်မြို့နယ်၁၆ခုအနက်၁၄ခုကိုသိမ်းပိုက်ထိန်းချုပ်ထားသောအာရကတပ်တော် AA သည်လက်ကျန်သုံးမြို့တက်ကမန်အောင်ကိုခြံ၍စစ်တွေနှင့်ကြောက်ဖြူကိုမြို့သိမ်းတိုက်ပွဲများတက်ရွရွဖော်ဆောင်နေသည် အာရကတတော်သည်စစ်တွေကို2025နှစ်စံပိုင်းဇန်နဝါရီနှင့်ကြောက်ဖြူကုန်ဖေဖော်ဝါရီလတွင်တိုက်ပွဲများစတင်ခဲ့သည်။လက်ရှိတွင်စစ်တွေမျိုးအနီးရှိဝါဘူတော်ကန်မင်းလာဇော်မတန်စသည့်နေရာများကိုထိန်းချုပ်ထားပြီးကြောက်ဖြူတွင်လည်းမြို့ပေါ်အနီးဆုံး6မိုင်ခန့်အကွာပတ်ပတ်လည်အထီကိုထိန်းချုပ်ထားသည်။အဆိုပါမျိုးနှစ်ခုလုံးကိုစစ်ကောင်စီဘက်ကအင်အားအလုံးရင်းဖြည့်တင်ထားမှုနှင့်အတူရေချောင်းလေချောင်းပစ်ကူများဖြင့်ပါအပြင်းထန်ကောက်ွယ်နေသည်။ ်သို့သောရင်းမြို့များမှာနိုင်ငံသားစီမံကိန်းများရှိနေသဖြင့်အာရကတက်တော်အတွက်စည်ရေးအကန့်အသတ်အချို့ရှိနေကြောင်းစည်ရေးနိုင်ငံရေးလေလာသူများကသုံးသပ်ထားသည်လက်ရှိတိုက်ပွဲအရှိန်သည်နှစ်ဖက်စလုံးကစည်ရေးအကဲဆန်းနေကြခြင်းသာဖြစ်ပြီးအာရကတက်တော်အနေဖြင့်မိုးရသည်မိုးရေလိုင်းလေကြားတွင်ကြီးမားသောထိုးစစ်များနှင့်အတူပြင်းထန်သောတိုက်ပွဲများရှိလာနိုင်ကြောင်းမြေပြင်စည်ရေးအခြေအနေသိရှိသူဒေသခံများကသုံးသပ်သည် ပထဝီအနေထားကိုကြည့်မယ်ဆိုရင်ရခိုင်ပြည်မှာကမိုးရသည်ဆိုရင်မိုးများတယ်။နောက်ပြီးလေးတိုက်တယ်ဆိုတော့စကစဘက်ကခြုံတွေရောလေရင်တွေရောအလုံးမလုံးနိုင်တဲ့အချိန်မှာအာရက်ကတက်တော်ကတော့မိုးရသည်ထဲမှာကြောက်ဖြူမှရှိတဲ့စကန်းတော်တော်များများကိုသိမ့်ပိုက်ပြီးမျိုးသိမ့်တိုက်ပွဲအတွက်ယုံကြည်တယ်ဟုကြောက်ဖြူဒေသခံတအူးကပြောပါတယ်။ပြီးခဲ့တဲ့မေလကုန်ပိုင်းကကြောက်ဖြူမျိုးနဲ့အမှတ်32ရဲတပ်ရင်အနီးတွင်တိုက်ပွဲများပြင်းထန်ခဲ့ပြီးမင်းတပ်တောင်ကျေးရွာအနီးတိုက်ပွဲတွင်စစ်ကောင်စီဒုတိယဗိုလ်မှူးကြီးအပါအဝင် ကြက်ဖွဲ့ဝင်၁၀ဦးကျော်ကိုဖမ်းဆီးရမိခဲ့သည်။ဒီအချိန်တွင်မိုးသီးထန်စွာရွာသွန်းခဲ့သည့်အချိန်ဖြစ်သည့်ဖြင့်အာရကတပ်တော်ကစစ်ရေးအသာစီရရှိခဲ့ကြောင်းဒေသခံများကဆိုသည်။ပြီးခဲ့တဲ့မေလ28ရက်ကလည်းနှမ်းဘဲတောင်တိုက်ပွဲအတွင်းစစ်ကောင်စီ၏တပ်မစတဲ့မှဗိုလ်မှူးချုပ်ကျော်မျိုးအောင်အပါအဝင်စစ်ကောင်စီတပ်ဖွဲ့ဝင်အများပြားလဲတေဆုံးခဲ့ကြောင်းဒေသခံတရင်ရင်မြစ်ကဆိုသည်။ ်လင်္ကလာပင်လယ်အော်နှင့်ကက်လျက်တီရှိသောရခိုင်ဒေသမိုးရွာသည်သည်တနအီကိုမိုင်၄၀နှင့်အထက်ရှိလေတိုက်လုံးနှင့်အတူအဆက်မပြတ်မိုးရွာသောမှုများကြောင့်ရာသီဥတုဆိုးရွားမှုတန်ကိုမကြာခဏကြုံရသည်ယင်းအပြင်စစ်ကောင်စီအနေဖြင့်လက်ရှိတိုက်ပွဲများတွင် လေယင်း drone နှင့်ပါရာမော်တာများကိုအ धिक အားထားနေတော်လဲမိုးရွာသည်တွင်လေကြောင်းကပစ်ကူပေးရန် အကန့်အသတ်အချို့ရှိနေကြောင်းလဲစီဒီယန်အရာရှိများကသုံးသပ်ကြသည်။ရာသီဥတုမကောင်းမှုဆိုရင်တော့လေကြောင်းကအဖွဲတွေကတက်လာဖို့ခက်တယ်။ဒီတော့ပါရာမိုတာအပါအဝင် drone ရောပေါ့နော်။ drone ကရာသီဥတုဆိုဝါစင်မှာပြန်လို့တော့ရတယ်။ဒါပေမဲ့လေးတိုင်တုံးကမိုင်၄၀အထက်လောက်မှာရှိတဲ့ဟာဆိုရင်တော့အပေါ်ကနေ drone ပုံးချပြီးတော့တိုက်ခိုက်မယ်ဆိုရင်တောင်မှ တိုက်တဲ့ဟာကိုလွဲလေရှိတယ်။လွဲနိုင်ခြင်းများတဲ့ဟုစီရမ်အရာရှိဗိုလ်ကြီးစင်ရောကပြောပါတယ်။ရခိုင်ပြည်လက်ကျန်မြို့များဖြစ်သောစစ်တွေတွင်အိန္ဒိယနိုင်ငံကယင်းနှမြုံနံထားသောကလဒန်မြစ်ကြောင်းဘတ်စုံတည်ယူပို့ဆောင်ရေးစီမံကိန်းရှိပြီးကြောက်ဖြူတွင်လည်းတရုတ်နိုင်ငံ၏ကြောက်ဖြူအထူးစီးပွားရေးဆောင်ခေါ် SEZ အပြင်ရေနံနှင့်တန်းငွေပိုင်လိုင်းစီမံကိန်းကြီးများရှိသည်။ယင်းစီမံကိန်းများအပေါ်မှာဒေါ်လာဘီလီယံချီသောအကျိုးမြတ်များကိုရရှိနေသည့်စစ်ကောင်စီသည်ရင်းနှီးရများကိုထပ်မံလဲလွဲရလျင်နိုင်ငံရေးကုန်သိက္ခာစီးပွားရေးတန်တမတ်ရေးစသည့်ကဏ္ဍပိုင်းတွင်အထည်နာမည်ဟုလည်းသုံးသပ်နေကြသည်။အခြားတစ်ဖက်တွင်အာရကတက်တော်အတွက်လည်းရင်းမြို့နှစ်ခုစလုံးသည်ပြည်သိမ်းတိုက်ပွဲအဆုံးဖြတ်ဖြစ်သည့်အပြင်စီမံကိန်းများကိုအကြောင်းပြု၍တရုတ်နှင့်အိန္ဒိယကို တန်တမဆက်ဆံရေးတိဆောက်ရန်ပါအခွင့်အလမ်းများရှိသောကြောင့်လည်းမဖြစ်မနေသိမ့်ပိုက်ရန်လိုအပ်ကြောင်းနိုင်ငံရေးအကြီးအကဲများကပြောသည်နိုင်ငံရေးလှိလာသုံးသက်သူဦးဖေတန်းကခြုံပြီးပြောရရင်တော့ဒီရသည်ဦးတို့ကအရင်တုန်းကလို တောတွေတောင်တွေမှာလိုမျိုးလှုပ်တဲ့စစ်စင်ရေးမဟုတ်တဲ့အတွက်မြို့တွေရွာတွေတောတွေတောင်တွေမှာလိုမျိုးလှုပ်တဲ့စစ်စင်ရေးမဟုတ်တဲ့အတွက်မြို့တွေရွာတွေကိုဗဟိုပြုပြီးတော့တိုက်တဲ့တိုက်ပွဲဖြစ်တဲ့အတွက်ဒါကအဟန့်အတားတိတ်မဖြစ်လောက်ဘူးလို့မြင်ပါတယ်ဟုသုံးသပ်ပါတယ် ကျောက်ဖြူမျိုးတွင်တညဝရီရေတက်ဌာနချုပ်အပါအဝင်ခလာရ34ခမာရ942ခမာရ943အမှတ်32ရေတက်ရင်တောင်ပေါ်ကြီးရေတက်ဌာနကွယ်အုံးကျွင်ရေတက်စခန်းတို့ရှိပြီးရေတက်အားကောင်းသည့်ဒေသဖြစ်သည် ရင်းအပြင်စစ်တွေတွင်ဒါကာစစစ်တွေဌာနချုပ်အပြင်ခလာရ20ခလာရ232ခလာရ280ခမာရ344ခမာရ354စစ်တွေရေတက်ဌာနရွှေမင်းကန်ရေတက်စခန်းအမတ်7ရေတက်ရင်အမတ်36ရေတက်ရင်တို့ရှိပြီးရေတက်ကြီးတက်အင်အားဖြည့်တာကြောင့်သိရသည် စစ်တွေနဲ့ကြောက်ဖြူသည့်ပင်လယ်ကျုံးမြို့များဖြစ်ပြီးစစ်ကောင်စီအကြီးမားဆုံးသောရေတပ်ဌာနများတည်ရှိသည့်အပြင်နှမျိုးစလုံးတွင်လေစိမ်းများလည်းရှိသည်။လက်ရှိတွင်နှမျိုးစလုံး၏မြို့အဝင်အထွက်အပါဝင်ကားလမ်းများကိုအာရကတပ်တော်ကထိန်းချုပ်ပိတ်ဆို့ထားပြီးစစ်ကောင်စီကလည်းလေကြောင်းနှင့်ရေကြောင်းကိုအသုံးပြုရေးစစ်အင်အားများဖြည့်တင်းလျက်ရှိနေသည်။ဆလဘီအိန္ဒိယမှာခရီးသည်240ကျော်လိုက်ပါသွားသည့်လေရင်ပြတ်ကြတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံအနောက်ပိုင်းအာမီဒါဘတ်မြို့လေယင်ကွင်းအနီးတွင်ယနေ့မွန်းတဲပိုင်းကလေယင်တစီးပြတ်ကျခဲ့ကြောင်းအိန္ဒိယသတင်းမီဒီယာများ၏ဖော်ပြချက်များအရသိရပါသည်။ခရီးသည်242ဦးလိုက်ပါသည့်အဆိုပါလေယင်သည်ဇွန်လ12ရက်မွန်းတဲချိန်၌ဆာရာဘာလာပိုင်းပါတဲအပီပီဆိုင်ရာလေစိမ့်မှလန်ဒန်သို့ဦးတည်ထွက်ခွာစဉ်လေစိမ့်မှအတက်များမကြမီပြတ်ကျခဲ့ခြင်းဖြစ်ပါသည်။လူနေအိမ်များပေါ်ပြတ်ကျခဲ့သည့်အဆိုပါလေယင်၌အိန္ဒိယလူမျိုး169ဦး ဗီဒီရှလူမျိုး53ဦး၊ကနေဒါ2ဦးနဲ့ပေါ်တူဂီ9ဦးတို့ပါဝင်ကြောင်းအိန္ဒိယသတင်းတရက်တွင်ဖော်ပြထားပါတယ်။တေဆုံးဒဏ်ရာရသူအရေအတွက်ကိုမသိရသေးသလိုပြက်ကျရသည့်အကြောင်းရင်းကိုလည်းအာဏာပိုင်များကမထုတ်ပြန်သေးပြီ။သို့တော်လည်းလေရင်တီလောင်စာစီအများပြားတည်ဆောင်သွားသည့်အတွက်ပြက်ကျစဉ်မိအကြီးအကျယ်လောင်ကျွမ်းသွားခဲ့သည်ဟု Time of India သတင်းတရက်တွင်ဖော်ပြထားသည်။